ပြည်သက်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာဒီတစ်ပတ်ကျွန်တော် MLN League 2025အောက်စုပွဲစဉ်တွေရဲ့ကျွန်တော်တို့ပွဲချုပ်သုံးသပ်ဆွေးနွေးခြင်းအစီအစဉ်ကိုကျွန်တော်တို့အခုကိုတော့ကြားတော့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ MLN League 2025ပွဲစဉ်တွေရတာ၄ပွဲပဲရှိမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တခြား၄ပွဲကကျွန်တော်ဒီ2029 AFC ASEAN Cup Qualification လေဝေးစဉ်အသင်းရဲ့ခြေစုပ်ပွဲကစားမှာဖြစ်တဲ့အခါကျတော့အာဒီပွဲစဉ်တွေကိုအာအနောက်မှာရွှေ့ထားပြီးတော့ကျတော့ဒီအရှိမရှိတဲ့၄ပွဲကိုကျွန်တော်ကစားတာရှင်းမဲ့ကစားတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာကျွန်တော်ဒီအောက်စု A ရဲ့ပထမ အုံဆုံးပွဲစဉ်ဖြစ်တဲ့ဒါရန်ပွိုင်း United အသင်းနဲ့ University အသင်းတို့လာမဲ့ဒီမေလ21ရက်နေ့အာညနေ3နာရီခွဲ1 USC ခွင့်မှာရှင်းမြန်ကစားကြမယ့်ပွဲစဉ်ရှိပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကိုတော့ကြာစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါ အာနှစ်သိန်းစလုံးကတော့ကျွန်တော်တို့အုပ်စုတက်ဖို့မဖြစ်နိုင်တော့ဘောနော်ဟုတ်ပါတယ်ဘလို့ပဲရလာထွက်တာအုပ်စုတက်ဖို့တော့မဖြစ်နိုင်တော့ဘူးတခုပဲရှိတယ်မှတ်ပေးပြိုင်ပွဲအတွက်ကစားသမားတွေထုတ်ဆန်းလို့ကောင်းတဲ့ပွဲဘောနော်ဒါဟုတ်ပါတယ်သိန်းစလုံးတက်ဘောနော်ပြီးတော့ဒီနှစ်သိန်းကလည်းကျွန်တော်တို့ဒီလာမဲ့ဒီတူမှတ်ပေးပြိုင်ပွဲမှာတွေ့ကြရတွေ့ကြရမယ်သိန်းနေဆိုတော့ပြိုင်ပွဲမတိုင်ခင်လေးကပြိုင်ပွဲအကျိုးတွေ့ထားတဲ့ဟိုပွဲလို့လည်းပြောရင်လည်းမမှားဘူးဘောနော် YB ကသုံးပွဲကစားပြီးမှအမှတ်မရသေးဘဲနဲ့တိုက်စစ်ကတကူပဲရတယ်ခန်းစစ်ကတော့26ဂိုးတိပေးထားရတယ်ဘောနော်အဲ့တော့ YB နေနဲ့အခုဒီတူကိုတန်းတက်ကစားခွင့်ရထားတာဖြစ်တဲ့အတွက် က်ရှိဒီအနေထားတိုင်းဆိုရင်အသင်းကအများကြီးတောင့်တင်းဖို့လိုသေးတယ်ဆိုတာကျွန်တော်တို့တခုကစားနေတဲ့ league ကက WB သင်းကိုပြောင်းဖို့ပြနေတယ်ပေါ့နော်အဲဒီကုန်းဘောနဲ့ပွဲမှာဆိုရင် university ကတမ်းမြတ်ဆုံးမပါနိုင်တဲ့ university ကတော်တော်လေးကိုတိတိတတ်တာဟိုအားနေတော့တာမြင်ရတယ်ပေါ့နော်ဒီကုန်းမှာတော့ပြန်ပါလာနိုင်ပြီ ဆောင်းနာပြောလို့ပဲပေါ့နော်တက်တက်ကူတူတင်းကလည်းကျွန်တော်ဆောင်းနာပြောလို့ကစားသမားတွေဆန်းလို့ရတယ် YB တက်စာရင်တော့သူတို့ကတက်ကူတူတင်းကတိတ်အများကြီးတော့ဆန်းတက်နေစရာတော့မလိုဘူးပေါ့နော်အဲသူကတော့ငကူဟိုရှိတဲ့လူနဲ့ပဲအသားကျပြီးတော့ဖြစ်နေတဲ့အင်းပေါ့နော်အုပ်စုမတက်တော့ဘူးဆိုပေမဲ့နှစ်သင်းစလုံးကဂုံတိတ်ခါပိုင်းရအနိုင်မခံရှုံးမွေးစူးစားကစားကြအောင်ပါပဲအဲတက်ကူတူတင်းကတော့ဒီ Young White တက်စာရင်ပို့ပြီးတော့အတွေ့အကြုံရှိတဲ့ကစားသမားပို့များတယ်လို့ကျွန်တော်လည်းသုံးသပ်ချင်ပါတယ်ခင်ဗျကိုမင်းကသုံးသပ်ပြီးပါအောင်ခင်ဗျ ဟုတ်ကဲ့ပါအာဒါခုနကကိုတော့ကြာပြောသလိုပဲဒီနှစ်သင်းကတော့ကျွန်တော်မြန်မာ nationality 2ပြန်ပွဲမှာထပ်ပြီးတော့တွေ့ဆုံကြရမယ်အသင်းတွေဖြစ်တယ်အာလက်ရှိမှာတော့အုပ်စုဆင်းရလဲတက်ရောက်နိုင်ဖို့မဖြစ်တော့ဘူးဒီနေရာမှာကျွန်တော်သတိထားမိတာတခုကတော့ဒီရန်ပွားယူနေတဲ့အသင်းပေါ့ဒီအသင်းကကျွန်တော်ဒီအမချာကတ်ဒီကျွန်တော်ပြန်ပွဲမှာရှင်မြန်ခဲ့တဲ့အသင်းလောက်တိတ်ပြီးတော့ stop မဖြစ်တာလဲအဲသွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒီအတွက်ကြောင့်ပဲအခုလက်ရှိရှင်မြန်ကစားလျက်ရှိတဲ့ကျွန်တော်ဒီပွဲစဉ်၃ပွဲမှာရာဂိုတကိုပဲရပြီးတော့ကြာပေးကို26ကိုနဲ့ခန်းစစ်ပိုင်းကတော်တော်လေးကိုပဲအာအားနေချက်တွေရှိသွားတာတွေ့ရတယ်ပေါ့နော်အာဒါမဲ့သူတို့ နေနဲ့ဒီလီတူးပြန်ပွဲမှာအာလောက်လောက်လာလာနဲ့အနေထားတစ်ခုပြန်ပြီးတော့ရှင်ပြိုင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒီတက်ဘုံတော့ပြင်ဆင်ဖို့လည်းလိုအပ်တယ်။အာတစ်ဖက်မှာ University အသင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ University အသင်းက၃ဘွဲ့ကစားပြီးတော့တပွဲတင်နှစ်ပွဲချုံနဲ့ရှားကို၂ကို၄ကို၆ကိုဆိုရဲအနေထားတစ်ခုကလည်းဒါ University လီတူးအသင်းတစ်ခုအနေနဲ့တော့အများကြီးတော့ကောင်းတယ်လို့လည်းမဟုတ်ဘူး။အာနေချက်ရှိတယ်လို့လည်းမဟုတ်ဘူး။အာဒါမဲ့ तू ကအနေထားတစ်ခုရှိတယ်။ဘယ်အသင်းနဲ့တွေ့တယ် तू ကအကောင်းဆုံးရှင်ပြိုင်နိုင်တဲ့အနေထားတစ်ခုရှိတယ်။ဘာပဲပြောကုန်သိအခါပိုင်းအရာရှင်ပြိုင်လာမဲ့အသင်းတွေဖြစ်တဲ့အခါကျတော့ဒီဘွဲ့စီကလည်းဒါရန်ပွိုင်းနဲ့ University ေးတင်တို့ထိတ်တဲ့တွေ့ဆုံမှုကဒီတစ်ပတ်ရဲ့ကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲတည်းရတစ်ပွဲအဖြစ်ပါဝင်နေဦးမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ခင်ဗျာ။